ျွန်တော်ရဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ပရိတ်၃လုံးကိုပြန်လည်ပြောတော့မှာဖြစ်ပါတယ်ကဏ္ဍ၃လုံးပေါင်းခြင်းပရိတ်ပေါ့နော်ကျွန်တော်ဒီ၃ညာကိုခွန်ရှေရှောင်း၃ကနေဒီခွန်၃တုံများဒီနှစ်၃ညာကိုတပင်ကိုကျွန်တော်အတူတူလေ့လာကြအောင်ပေါ့နော်ကျွန်တော်ဒီအသိမဲ့ကြီးပြလိုက်ရင်ဟုတ်ကိုဟုတ်ရည်လားဆိုပြီးတော့ပေါ့နော်အဲ့လိုလေးဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်ဒီမှာ decision ပြပြီးသွားမယ်ပေါ့နော်ဆိုတော့ဒီ၃ညမှာတစ်ချိန်၉ညတစ်ချိန်ပေါင်းတာဖြစ်ပါတယ်ခုနှစ်ကို၃ချိန်ပေါင်းတယ်ပေါ့နော် အဲ့မှာရှုပ်တော့မှာဆိုတဲ့အတွက်၃နဲ့မြောက်ပြလိုက်တယ်ပေါ့နော်ဒီ၃မှာတစ်ကြိမ်ဒီနှစ်မှာတစ်ကြိမ်ဒီနှစ်မှာတစ်ကြိမ်ခွန်ရနှစ်နဲ့မှာတစ်ကြိမ်စီဒီကိုးမှာတစ်ကြိမ်ပြီးရအနောက်ဆုံးမှာ၄နဲ့ထပ်ပေါင်းထားတယ်ပေါ့နော်။ဒါဆိုရင်ကိုးနှစ်ကြိမ်ပေါင်းတာက၁၈ပေါ့နော်။၈နဲ့၃မြောင်နဲ့ပေါင်းတာ၈။ခွန်၃ကြိမ်နဲ့၁၀နဲ့၁၁၁ကိုဒီ၃နဲ့ပေါင်းရင်၄ပေါ့နော်။၂၀နဲ့၄၄ပဲယူထားတာဖြစ်ပါတယ်။ဒီနှစ်နဲ့ကြိမ်ပေါင်းတာ၄။၄နဲ့ဒီနှစ်နဲ့ပေါင်း၆ပေါ့နော်။ခွန်ရနှစ်ရပေါင်းတာ၉ 9နဲ့4ပေါင်းတာ73ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ6နဲ့6ပေါင်းရှင်းက30ရမယ်ပေါ့နော်။7နဲ့9ပေါင်းတာ79 9နဲ့ဒီ3ပေါင်းရှင်း30ဆိုတဲ့အတွက်ကြောင့်မို့3ညပေါ့နော်။အဲ့ဒီ3ညကိုတည်တိုးတာဖြစ်ပါတယ်။3ညတည်းတည်းကို6နဲ့ပေါင်းတယ်ပေါ့နော်။ဆိုတော့9 3ည3ပရိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာဒီနှစ်3ည9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီနှစ်3ည9ပေါင်းရှင်ဒီဒီပရိတ်ဖြစ်ပါတယ် နေ့တုံညာကိုပေါင်းရှင်တိပရိပါနော်တဖန်အဲ့ဒီနေ့အတိုင်းပဲဒီ၃နှစ်ကြိမ်ပေါင်း၆၆နှစ်ခွန်ပေါင်းတာ၃ပါနော်၃တုံညာလေးတုံညာကိုကိုနဲ့ပေါင်းရှင်ကို၅နှစ်ကြိမ်၁၀၁၄နဲ့ပေါင်းထားတာပါနော်၃ညာနဲ့၅နဲ့ပေါင်းတာက၇နဲ့၄ပေါင်းတာ၁၇ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြတော့ဒီ၅နဲ့၁ပေါင်း၆၄နဲ့ပေါင်းရင်၁၀ဒီ၃ကိုပေါင်းရှင်၁၂ရတဲ့အတွက်နေ့၃၃ကိုလေး၄နဲ့ပေါင်းရှင်9ဖြစ်ပါတယ်ပေါ့နော် နှစ်သုံးခွန်ပြိဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာကျွန်တော်ခွန်ခွန်9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ခွန်ခွန်9ဒါကြောင့်အဲ့မှာတော့ခွန်နဲ့ခွန်ပေါင်း7 4နဲ့9ပေါင်း83ဆိုပြီး၃ပြိဖြစ်ပါတယ်ခင်ဗျာ။အထာတဲ့ကြိမ်ကျွန်တော်ဒီတိုင်းမဲ့နှလုံးသတွေးပေါင်းထားတာကိုဒီမှာရေးပြထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာရှင်းနဲ့၃ပေါင်းတာ၁၁ တင်းနဲ့တပေါင်းတာနှစ်နှစ်နဲ့ဒီ9နဲ့ပေါင်း900ရတဲ့အတွက်ခွန်ရှစ်ရှစ်ကို၄ပေါင်းတာ7နှစ်ပါနော်ခွန်ရှစ်နှစ်ပြည့်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာခွန်3ည3ညဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ခွန်3ည3ညအဲ့ဒီ၃လုံးပေါင်းရှင်9ပြည့်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာလည်းဒီတော့ဒီ9နဲ့4ပေါင်း9ပေါ့နော်9နဲ့9ပေါင်းတာ18နှစ်နဲ့ပေါင်းရင်20 20နဲ့1ဆိုတဲ့အတွက် နေရမယ်၃၃ကို၄ပေါင်းခွန်နေ၃ခွန်ပြိမ်ပါ၃ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အဲ့၃ခွန်ခွန်ကနား၃လုံးပေါင်းရှင်းဒီခုနှစ်ပြိမ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပါနော်ဒီ6ရက်2ရက်30ဖြစ်ပါတယ်။ရှောင်းနဲ့9ပေါင်း55 9နဲ့ပေါင်းရင်30ဖြစ်ပါတယ်။တုံညတိတိကို4ပေါင်း ၃ညတိ၅ပြိမှာ၈၉၄ဆိုပြီးဖြစ်ပါတယ်၈၉၄ရှင်နဲ့၉ပေါင်းတာဆက်ခွန်ခွန်နဲ့၄ပေါင်းရှင်း၂၀နဲ့တိဆိုတဲ့အတွက်တိပြိဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရှစ်ကိုလေးအနေဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီရှင်းနဲ့တက်ပေါင်းတာ9 9နဲ့9ပေါင်း14ဆိုတဲ့အတွက်၄5၅ကို၄နဲ့ပေါင်းတော့9 4 5 9ပြိဖြစ်ပါတယ်9 6 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 6 3 ဒါကြောင့်မို့ဒီမှာတော့ငားနဲ့ရှောက်ပေါင်းတာစတိတိနဲ့သုံးပေါင်းရှင်းတီ play ဆိုရတဲ့ဒီမှာ play break ဖြစ်ပါတယ်။တပန်းကျွန်တော်ဒီငား6သုံးဆိုရတဲ့ဒီငား6သုံးတပီအနေဆက်ပြီးဒီနီးတဲ့မဲ့ဆက်ပြီးလေလာကြည့်မယ်ပေါ့နော်။ဆိုတော့ဒီ play နဲ့6ပေါင်းရှင်းဟာ30ဖြစ်ပါတယ်။9နဲ့3ပေါင်းရှင်းဟာ30ဒီမှာတိတလုံးကြံတဲ့အတွက်ဒီနီးနစ်ကို play နဲ့ပေါင်းရှင်း6တင်းနစ်6 break ပေါ့နော်။နောက်ထပ်တစ်ချိန်မှာ6 8 9ဆိုပြီးဖြစ်ပါတယ်။ 6ပေါင်း94 4နဲ့9ပေါင်း90နဲ့30တွေအတွက်ကျွန်တော်တို့ဒီမှာတိပရိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပေါ့နော်ဒီ6နဲ့2ပေါင်း90 4နဲ့9ပေါင်း90ရတဲ့အတွက်3နဲ့6ပရိပဲထည့်ရတယ်နောက်ထပ်တစ်ကြိမ်မှာသူက2နဲ့9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနိနေခွန်ဆိုတဲ့အတွက်ပေါင်းရှင်းသည့်တိပရိပဲဖြစ်ပါတယ် 6နဲ့4ပေါင်းရှင်း30 4နဲ့5ပေါင်းရှင်း900ရတဲ့အတွက်9 30တုံညကို4နဲ့ပေါင်းတော့4 9တုံညလေးပြိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာ388ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့8နဲ့ကြိမ်16ပေါ့နော်6နဲ့3ပေါင်းရှင်း19ဆိုတဲ့အတွက်9ပြိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်မှာကျတော့ကျွန်တော် ဒီခွန်ခွန်၁၄ပေါ့နော်လေးနဲ့၆ပေါင်းရှင်း၃၀ဖြစ်ပါတယ်လေးနဲ့၈ပေါင်း၁၂ဆိုတဲ့အတွက်ည၃၃ကို၄ပေါင်းခွန်ည၃ခွန်ပြိဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ၃၃ည၉ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီ၃၃ည၉ကနန်း၃လုံးပေါင်းရှင်းညပြိဖြစ်ပါတယ်တပန်ဒီခွန်၃ပေါင်းရှင်း၃၀ည၂ပေါင်း၄ပေါ့နော် ဒီလေးကို9နဲ့ထပ်ပေါင်းမှဖြစ်ပါတယ်ဒီနည်းနဲ့နှစ်ပေါင်းလေးလေးနဲ့9ပေါင်း9ပါနော်ဒါကြောင့်မို့9တုံညာလေးပြိထက်ရမှာဖြစ်ပါတယ်3 9အနည်းဖြစ်ပါတယ်ခင်ဗျာ3 9 3နဲ့နှစ်ပေါင်း9နဲ့ function 30ဆိုတဲ့အတွက်တုံညာပြိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပါနော်ဒီ9နဲ့9ပေါင်းတာ7နဲ့8နဲ့ပေါင်းရင်20 9နဲ့9ပေါင်း84ဆိုတဲ့အတွက်4 5 9ကို4နဲ့ပေါင်းတော့ 59ပြိစုဝေးဖြစ်ပါတယ်39နှစ်စုဝေးဖြစ်တယ်ဗောနောနောက်ထပ်အကြိမ်မှာ39နှစ်ဖြစ်ပါတယ်3နှစ်နှစ်ပေါင်းက59ပေါင်း14ဆိုရင်လည်းဒီမှာ၄ပြိဖြစ်ပါတယ်ခင်ဗျာ3နှစ်နှစ်ပေါင်းက9ပေါင်း10ဒီမှာ9နဲ့3နှစ်နှစ်ပေါင်း9ဆိုရအတွက်9 8ကို4ပေါင်းတာ10နှစ်9နှစ်ပြိပေါ့နော်နှစ်လေးလျှောက်စုဝေးဖြစ်ပါတယ်ခင်ဗျာ လေးနဲ့6ပေါင်း20စက်နစ်ဆိုတဲ့အတွက်ကျွန်တော်ဒီမှာကြတော့ခွန်ရှင်နစ်ထက်ကနိဗရိဖြစ်ပါလေခင်ဗျာခွန်3ပေါင်း30ပေါ့နော်လေးနဲ့5ပေါင်း9ဆိုတဲ့အတွက်9 3ည3ညကိုလေးနဲ့ပေါင်းလေ9 3ညနိဗရိပေါ့နော်3နှစ်4ဆိုပြီးဖြစ်ပါတယ်3နှစ်4ဒါကြောင့်မို့၃နဲ့၄ပေါင်းတာ၅၅နဲ့၄ပေါင်းရှင်တိ၉ဆိုတဲ့၉ပြည့်ဖြစ်ပါလေ နောက်ထပ်တစ်ကြိမ်ပါနော်ဒီ၃နှစ်လေးမှာဒီဟာ93ပါနော်93ပေါင်းရှင်းစနစ်နိနေနေပေါင်းတာ၄၄ငါငါကို၄နဲ့ပေါင်းတော့၉၄ငါကိုပြိမ့်မှာရှင်းငါနှစ်ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ရှင်းနဲ့9ပေါင်း73 3နဲ့2ပေါင်း85ဆိုတဲ့အတွက်9ပြိဖြစ်ပါတယ်9ပေါင်း10ပေါ့နော်3နဲ့6ပေါင်း89ဆိုတဲ့အတွက်9 3ည4ပြိဖြစ်ပါတယ် 865ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6ပေါင်း74 4နဲ့5ပေါင်း9ဆိုတော့ကျွန်တော်ဒီမှာ9တုံညာလေးထဲက9ပြည်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပါနော်ဒီခွန်ခွန်ပေါင်းတာ74ဖြစ်ပါတယ်ခွန်ခွန်ပေါင်းတာ74ပါနော်6နဲ့8ပေါင်းတာ72 2နဲ့ဒီ9ပေါင်းတာ73 3နဲ့3ပေါင်း4ဆိုတော့4 5 5ကို4ပေါင်းတော့9 4 5 9ပြည်မှာ 3965ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3965 96.7တိနဲ့3ပေါင်း4ဆိုရတဲ့ကျွန်တော်ဒီမှာ play break ဖြစ်ပါတယ်တပန်းဒီ3965မှာဒီ9နဲ့3နဲ့ပေါင်းတာက64ဒီ20နဲ့4 3နဲ့6တိနဲ့ပေါင်းရင်9 3နဲ့2ပေါင်းတာ2 9နဲ့4ပေါင်းတာ73ပေါ့နော်9နဲ့3ပေါင်း10 9နဲ့4ပေါင်းတာ9 9နဲ့2ပေါင်းတာ73ဆိုရတဲ့အတွက်ဒီ2 2ကို4ပေါင်း6 တင်းတင်းချောက်လိုက်မှာ3ကချောက်ပြီးတော့6လေးချောက်ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်6လေး6ကနန်း3 function ကကျွန်တော်ဒီမှာ short break ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါကတော့ကျွန်တော်မရှိနော်တကြိမ်ရှင်းပေါ့နော်တကြိမ်ရှင်းလေ့လာလို့ရအောင်ဒီလိုလေးပြပြရှင်းဖြစ်ပါတယ်။ဒီနေ့3ည9 9ကနေ့တောက်6အောက်ဖြစ်အခု ID ပြိတ်3လုံးကတော့ okay နေစေပါပေါ့နော်။ တပန်းကျွန်တော်ဒီ shop လေး shop တစ်ကြိမ်ကနေဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဆိုတော့ကျွန်တော်အဲ့မှာ၃ည9ကြိမ်ပေါင်းရှင်းက7ဖြစ်ပါတယ်ပေါ့နော်9ကြိမ်ပေါင်းတာ7ဖြည်း3ကြိမ်7နှစ်နဲ့တီ6နဲ့ပေါင်းတာ8 9နဲ့ကြိမ်30ဆက်ခွန်ပေါ့နော်9နဲ့တီနှစ်နဲ့ပေါင်းတာလည်း9ဖြစ်ပါတယ် 3နဲ့တိ4နဲ့ပေါင်းတာလေခွန်ပေါ့နော်။အဲဆိုရင်ခွန်3ကျင်း20နဲ့တိတိနဲ့8ပေါင်း9 9နဲ့4ပေါင်းတာ73ဆိုတဲ့အတွက်ကျွန်တော်တို့3 4တေးကို၄နဲ့ပေါင်းပါပေါ့နော်၈၃၄၈ပြည့်ဖြစ်ပါတယ်၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ခွန်နဲ့၈ပေါင်းတာ၅၅နဲ့၉ပေါင်း၈၂၄ပေါ့နော်ဒါကြောင့်မို့၄ပြည့်ဖြစ်ပါတယ် ဒီ9ခွန်8ဆိုတဲ့အတွက်8ခွန်6 9ခွန်8ကနေဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်9ခွန်ချိန်14ဖြစ်ပါတယ်6နဲ့8ပေါင်းတာက20နဲ့နှစ်ပေးကြည့်မယ်ပေါ့နော်6 3ချိန်18 8နဲ့ပေါင်းတာ16ဖြစ်ပါတယ်9ခွန်ချိန်14ပေါ့နော်6နဲ့8ပေါင်းတာက12 9နဲ့2ပေါင်းတာက9 9နဲ့4ပေါင်းတာ9ပေါ့နော်ဒါဆိုရင်ကျွန်တော်ခွန်နဲ့ ကိုပေါင်းရှင်း16ပါနော်ရှောင်းနဲ့ရှောင်းပေါင်းတာ7နှစ်နေနဲ့နေပေါင်းတာ၄နေနဲ့နေပေါင်း600မှာဖြစ်ပါတယ်။ဒါဆိုရင်6 9ခွန်ကို၄ပေါင်းတာ17 6ခွန်တိပရိပါနော်နောက်ထပ်တစ်ချိန်မှာသူက6 9 6ဖြစ်ပါတယ်ခင်ဗျာ6 9 6ဆိုတဲ့အတွက်ကျွန်တော်တို့20နဲ့တိပရိတ်တိပရိတ်ဖြစ်ပါတယ်ခင်ဗျာ။တပန်းတီ9နဲ့ချိန်ပေါင်းတာက 30ဖြစ်ပါတယ်9 3ကျင်း29 6083ပေါ့နော်6နဲ့ကျင်း7နည်းနဲ့9ပေါင်းတာက7ဖြစ်ပါတယ်9နဲ့10ပေါင်းတာက6 6နဲ့4ပေါင်းတာ30ဖြစ်ပါတယ်ခင်ဗျာ3နဲ့10ပေါင်းတာ4 4နဲ့6ပေါင်း30ဆိုတဲ့အတွက်ကြောင့်မို့3ည1 1ကို4နဲ့ပေါင်းတာက3ည1 5ပြည့်ဖြစ်မယ်ပေါ့နော်နောက်ထပ်ကျင်းမှာသူက6 9 10ဖြစ်ပါတယ်ခင်ဗျာ ရှင်းနဲ့ဂျင်း၁၆ရှောင်းနဲ့၉ပေါင်းရှင်း၂၀နဲ့တည်ဆိုတဲ့အတွက်အဲ့ဒီမှာလေငါးပရိတ်ဖြစ်ပါတယ်တိပရိတ်မှာရှင်းပြီးသွားတယ်ပေါ့နော်ဒါဆိုရင်လေးနဲ့ဂျင်၈ရှင်းနဲ့၃ပေါင်းတာ၁၁ဖြစ်ပါတယ်။ငါး၃ဂျင်၅ငါးနဲ့၈ပေါင်းရှင်းသည်၃ပေါ့နော်။ရှင်းနဲ့ဂျင်၁၆လေးနဲ့ပေါင်းရင်၂၀၃နဲ့၈ပေါင်းတာက၁၁ဖြစ်ပါတယ်။၃ညာနဲ့၄ပေါင်းရှင်း၄၃နဲ့၁ပေါင်းတာ၄၄နဲ့၁ပေါင်းက၅နဲ့ဒီ၄နဲ့ပေါင်း၉ဆိုတဲ့အတွက် ကိုတုံညာတုံညာကိုလေးပေါင်းတာလေကိုတုံညာလေးပရိဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာတင်းလေးငါးဆိုပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အဲ့မှာလေးနဲ့ငါးပေါင်းကိုကိုနဲ့တစ်ပေါင်း၁၀ဆိုတဲ့အတွက်တုံညာပရိဖြစ်ပါတယ်တုံညာပရိတင်းလေးငါးပေါ့နော်ဒါဒါဆိုရင်၄၅၈တင်းလေးငါးဆိုတဲ့အတွက်ဒီငါးနဲ့ကြိမ်ပေါင်းတော့၁၀၁၄ပေါ့နော် ရှစ်သုံးကြိမ်ပေါင်းတာ24နဲ့၄လေးနဲ့ဒီ9နဲ့ပေါင်းတာ9ဆိုပြီးဖြစ်ပါတယ်။သုံးနဲ့ကြိမ်6 6နဲ့ပေါင်းတာ7နဲ့ဖြစ်ပါတယ်။နင်းနဲ့နှစ်ပေါင်းတာက4 9နဲ့၄ပေါင်းတာက73ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ဒီ၄နဲ့၄ပေါင်းတာ၄နဲ့၄ပေါင်းတာ8နင်းနဲ့ပေါင်းရင်30 9နဲ့3ပေါင်းတာ7နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာနှစ်အရာ2 3 3ကို4ပေါင်းချင်း9နှစ်3ခုပြိတ်3လုံးစပီးဖြစ်ပါတယ်ဘောနော် ရိတ်6လုံးတော်မှာမဟုတ်ပရိတ်5လုံးတွေကမကြိမ်ဘူးဆိုရင်တော့ကျွန်တော်ဒါလေးကိုလည်းအဆင်ပြေတယ်ပေါ့နော်ဒါမှနီးနေတော့ကပြပီးထားတာဖြစ်ပါတယ်အခွဲခုလိုလိုဆယ်ကတော့အဲ့ဒီပရိတ်3လုံးတရှောက်အိုကေနေဆယ်ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာနီး3ခွန်ပရိတ်ဆိုပြီးဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပရိတ်6လုံးပေါ့နော်နံပါတ်78 79 20ကနေစာပြီးပြပြီးထားတာဖြစ်ပါတယ် အဲ့ဒီမှာဆိုရင်ခုနှစ်ကနေတောက်လျှောက်အိုကေ20ပဲပေါ့နော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်တို့9683ည2တုံးမှာ305ဆိုတဲ့အတွက်ကြောင့်မို့တုံညာပရိပေါ့နော်ကျွန်တော်ကျွန်တော်ဒီတပတ်မှာကြတော့စောက်ကမဆန်နေတယ်ကျွန်တော်ဒီဖက်မှာထပ်ဖြည့်ထားတယ်ပေါ့နော်ဒီဟာဖြစ်ပါတယ်9683ည2တုံးမှာ305ဆိုတဲ့တုံညာပရိပြီးခဲ့တဲ့ဘက်မှာ9တုံညာသေးဆိုတဲ့အတွက်ကြောင့်မို့9တုံညာသေးဆိုတဲ့အတွက်တုံညာပရိတစ်ခုပဲရှိတယ်ပေါ့နော် တုံညာပရိတ်တူနေတာဖြစ်ပါတယ်တင်လင်းကတုံညာပရိတ်ဒီတစ်ပတ်မှာတော့သူကနှစ်3ခွန်ဆိုတဲ့အတွက်ဒီမှာလည်းနှစ်3ခွန်ကပါနေပြီးသားဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီနှစ်3ခွန်ပရိတ်၃လုံးတင်ပြီးတော့ကျွန်တော်ငါးကိုတုံညာပရိတ်အရင်ဆိုပြီးယူရင်လည်းအဆင်ပြေတယ်ပေါ့နော်ဒါကတော့ကျွန်တော်မိုက်ဆွေမျိုးမိမိတို့စိုက်ကြိုက်ပေါ့နော်ဒါကတင်ချာတန်းညွှန်ချက်အရာဖြစ်ပါတယ် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီအောင်ရှင်းစေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ